ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ဘကိုးတိုင်းအနောက်ချမ်းမှာရှိတဲ့ညောင်ကျိုးစခန်းကိုပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနောက်ကိုပြန်လည်ဆုတ်ခွာသွားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ကျိုးကနေပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာညောင်ခြေတော့အနီးရှော့ပြူစခန်းကနေတဆင့်ဆက်လက်ဆုတ်ခွာလာကခံစစ်ပြန်လည်ပြင်ဆင်နေတယ်လို့ရှေ့တန်းသတင်းအင်းမြစ်ကပြောပါရတယ်။ကပ္ပဆ6ကနေတပ်အမှတ်စီစစ်ဆဲ စစ်ထွက်တရဲ၃ရဲခမန်းအင်အား200ခန့်ဟာရှော့ဗျူဘက်ကိုထတ်လွတ်ထားတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ညောင်တိုးစခန်းအထိပြန်လည်ပြီးတော့တိုက်စစ်ဆင်လိုခြင်းဖြစ်ပါတယ်လို့ဗိုလ်ကြီးစင်ရော်ကပြောပြထားပါတယ်။အေအေဟာစစ်ကောင်စီရဲ့ညောင်တိုးစခန်းကိုပြီးခဲ့တဲ့အေပီလ2ရက်နေ့ကလေးကသိမ့်ပိုက်ပြီးချောင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကပြန်လည်တိုက်ခတ်မှုများကိုပြုလုပ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ညောင်တိုးကနေရှော့ဗျူကိုဆုတ်ခွာလာတဲ့တပ်အပြင်အမတ်6ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ6ကအင်အား200ခန့်ကိုလေရှော့ဗျူကိုပူးပေါင်းရန် ထမှန်ဆင်လွတ်ထားတယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ရှော့ဖြူစခန်းဟာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းလက်နက်ဆက်ရုံကပ္ပစ6အတွင်းမှာတရှိနေပြီးတော့ရှော့ဖြူစခန်းကနေတဆင့်ပြန်လည်ခန်းဆက်ပြင်ဆင်နေတယ်လို့သိရပါတယ်။လက်နက်အတော့လိုအပ်တဲ့ကြီးစံတွေကိုသာထုတ်လုပ်ဖူးတယ်။ကပ္ပစ6အတွင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးနှီးပါဟာတနက်ပြည့်လေ့ကျင့်ရေးကွင်းကိုဝင်နေရပြီးတော့ကပ္ပစ6ကိုအင်အားဖြည့်ကာကွယ်ရန်ပြင်ဆင်နေရတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။